ျွန်တော်ဒီ၅ဘရိတ်လေးဆိုရင်ကဏ္ဍကူတော့ဒါ၅64နိနေကဏ္ဍစော်သွားတယ်ကဏ္ဍလေးတွေပြေးလိုက်တယ်ဒါခွန်၅ခွန်ဆိုရဲ၉ဘရိတ်ကူတော့၁နှစ်6နိနေကဏ္ဍထည့်ပြေးလိုက်တယ်၃ည63ဆိုရဲ၉ဘရိတ်ကြီးကိုလေ၉ည၃ည၃ဆိုရဲ၉နေပဲကျွန်တော်လက်ဆောင်လေးဒီနံပါတ်မှာလေးပေးလိုက်ပါလေ ဒီ6164ဆိုတာခွန်ခွန်3ည4လို့ကျွန်တော်တို့အနေနဲ့လေးကဏ္ဍလေးတွေကိုဒါတကွက်ကလေးတိုက်ဆိုင်မှုရှိနိုင်မဲ့နံပါတ်တစ်ခုပေးလိုက်ပါလေ။ဒါအဲ့ဒါကျွန်တော်တို့ဒါနံပါတ်5အနေနဲ့ကဏ္ဍစော်ခေတာဒီနံပါတ်9အနေနဲ့စော်ခေတာဒီကျွန်တော်ဒါ3 9ဒါတော့ကျွန်တော်3 4 ဲ့တော့ဒီဘက်က9ဘရိတ်ကနေဆော့ခဲ့တယ်ကနေတော့တန်း9 6 4ဒီပဲကူဘရိကနေဆော်ခေရီကနန်းကူတော့တနစ်ချာကျွန်တော်ဒီကူဘရိကနေဆော်ခေရီကနန်းကတော့ကူတုံညာတုံညာကျွန်တော်ဒီလေးဘရိကနေဆော်ခေရီကနန်းလေးကူတော့ခွန်ခွန်တုံညာနေနဲ့ပြီးခေရီ အဲ့နေရာမှာကျွန်တော်တို့ဒီဇလန်ဒီယာပြောခဲ့ပြီးပါပြီเนาะအဲ့ဒါဒီနံပါတ်9ဆိုတော့ဘာရည်ရဲလဲဆိုရင်ဒီကနန်းသုံးလုံး9နဲ့ဒီနံပါတ်3မြောက်9လို့ရည်ရဲခဲ့တယ်လို့ကျွန်တော်ဒီနံပါတ်6ဆိုတဲ့ကနန်းဘာရည်ရဲခဲ့လဲဆိုဒီသုံးလုံး3မြောက်နဲ့ဒီနံပါတ်6ကို6လို့ရည်ရဲခဲ့တယ်လို့ ကျွန်တော်ဒီနဘခေါ်ဆိုရဲကနာဘာဝရည်ရဲသွားလေဆိုရင်ဒီကနာသုံးလုံးသုံးညာနဲ့ဒီနဘခေါ်ခေါ်လို့ရည်ရဲခဲ့တယ်လို့ကျွန်တော်ဒီညာမှာနဘရှစ်ဆိုရဲကနာတော့ဒီကနာသုံးလုံး9နဲ့နဘ3နဲ့မှရှစ်ဆိုပြီးတော့နဘ3ဆိုရဲထိတ်စီရလေအမတမာပဲကောင်းလာပါလေလို့နာအဲ့ဒါဘာဝရည်ရဲလေဆိုလို့ရှင်တော့ဒါဒီသုံးလုံး9 နံပါတ်3ညာနဲ့ဆိုဟောဒီနံပါတ်9ဖြစ်တဲ့ကဏ္ဍကိုစောခြင်းဖြစ်တယ်ဒီကဏ္ဍ3လုံး3ညာနဲ့နံပါတ်7နဲ့6ဆိုရင်ဒီနံပါတ်6ဆိုတဲ့ကဏ္ဍကိုရေခြင်းဖြစ်တယ်နော်အဲ့ဒါလေးရေးထားပြလိုက်တယ်အဲ့တော့ကျွန်တော်ဒီကဏ္ဍ3လုံး3ညာနဲ့နံပါတ်9နဲ့ခွန်လို့ဖြစ်တယ်ဆိုရင်ဒီထိတ်စည်းနံပါတ်9ရဲ့အဖြစ်ဖြစ်တယ်ဒါကြောင့်ဒီကဏ္ဍ3လုံး9နဲ့ ကျွန်တော်တို့ဒီနံပါတ်30ဆိုရှစ်ဆိုရယ်ကနေဒီနံပါတ်10ဖြစ်တယ်။နော်ဒါတူတွဲနေတယ်ကနေရဲ့အသေးပေးရဆိုလို့ရှိကျွန်တော်တို့ဒီကနေ3လို့9လေးရဆိုလို့ရှိဒါဒီ964လေးပေါ့နော်အဲ့ဒီ964ဆိုရယ်ကနေထည့်တာပေါ့ဒါဒီကနေ3လို့9ဆိုရယ်ကနေတော့1နဲ့6ထည့်ရကနေဖြစ်တယ်ဒါဒီကနေလည်း3လို့9ဆိုရယ်အသေးပေးရတော့9 3 3ဖြစ်တယ် ဒီကနန်းသုံးလူလေးရဲ့ဒိဗေကတော့ခုံခုံတုံညအဲ့လိုကနန်းဆွဲပြီးတဲ့အခါမှာကျွန်တော်နောက်ကနန်းကိုတော့ကျွန်တော်ဒါဖြစ်ချင်းနေပဲကနန်းဆွဲခဲ့တဲ့နံပါတ်2ဆိုရင်ကနန်းနော်အဲ့နံပါတ်2လေးအားဆိုလို့ရှိတော့ကျွန်တော်ကာလာလေးတစ်ချက်ပြောင်းပြီးလိုက်မယ်နော်အဲ့နံပါတ်2အားဆိုလို့ရှိရင် ျွန်တော်တို့ဘာရိုက်သွားလဲဆိုတာတုံညာစုတွေကဏ္ဍကိုရိုက်တာပေါ့နော်အဲ့တော့ကျွန်တော်ကဏ္ဍလေးလွတ်လပ်တော့ထည့်သွားလိုက်တယ်ချောင်းတုံညာလေးဆိုတဲ့ကဏ္ဍကိုတုံညာလို့ကဏ္ဍဒီဖက်ကတော့ပြီးခင်းတယ်ပြန်နော်ဒီ193ဆိုတဲ့ကဏ္ဍတရားဆိုရင်တုံညာလိုက်နေတယ်ကဏ္ဍလေးတွေပြီးခင်းတယ်ပြန်နော်အဲ့တော့ကျွန်တော်ဒီ9တုံညာဆိုတဲ့ကဏ္ဍလေးတွေပြီးခင်းသွားရင်ဒီကျွန်တော်ဒီ1ခွန်းနဲ့ဆိုတဲ့ကဏ္ဍကိုလေး သုံးများပါပဲလို့ကျွန်တော်ကဏ္ဍခင်းပြထားတာပေါ့နော်အဲ့နံပါတ်နဲ့ဆိုရလေရှင်းပြခဲ့ပါပြီနော်အဲ့တော့ကျွန်တော်တို့အနည်းနဲ့ဒါသုံးသုံးများနဲ့ဆိုရဲကဏ္ဍကလေထွက်လာတော့မှာပါနော်ထွက်လာတော့မှာပါနော်အဲ့ဒီနံပါတ်လေးဟာဆိုရင်ထွက်လာတော့မှာပေါ့နော်အဲ့ဒါတော့ oh sorry ဒါသုံးများအနည်းနဲ့ကဏ္ဍခင်းတော့တဲ့နံပါတ်ကူလေး တဆောပြတော်တယ်ဗောနော်ဟုတ်ပြီလားအဲ့တော့ကျွန်တော်တို့ဒါစောစောတော့တော့ဒါဒီကိုရိုက်တာဗောနော်ဒီနံပါတ်9ဆိုရင်ကနရိုက်တာဗောနော်ဒီနံပါတ်6ဆိုရင်ကနရိုက်တာဗောနော်ထိစီးတယ်ဒီနံပါတ်9ဆိုရင်ကနရိုက်တယ်သူကဒီမှာနံပါတ်6ပေးတယ်အတွဲမလို့နော်ဒါ938ဆိုရင်ကနတအူလေကျွန်တော်သုံးသုံးညာနေအနေနဲ့တကွယ်ပေးပေးလိုက်တယ်နော် ဒါကကျွန်တော်တို့ဒီခွန်ဘိမှန်ခဲ့တဲ့ဒီကဏ္ဍသုံးလုံးတင်တဲ့ပတ်တလူကဏ္ဍပြတော်မြေပြနော်ဒီခွန်ဘိမှန်ခဲ့တဲ့ကဏ္ဍရင်မူလူဒီသုံးလုံးသုံးနေကဏ္ဍပြတော်မှာဖြစ်တယ်တွားအိမ်မှာဒီခွန်ဘိကြီးမှန်ခဲ့လူဒီသုံးလုံးရှင်နေကဏ္ဍပတ်တတလေးတတ်တကွက်ကဏ္ဍစော်တော်လိမ့်မယ်နော်အဲ့ဒါတော့ကျွန်တော်တို့ဘယ်လိုစော်သွားမလဲဆိုလို့ရှင်ပေါ့လေ နန်းထေရနေရပါလိမ့်နော်သူကဘာဟုရင်ညင်းပြီးတော့ရင်ညွတ်ပြီးတော့ဒီကနန်းနေရကနန်းဘာဟုထေလေဆိုတဲ့အသိပေးကိုပေါ်တာပေါ့နော်တောင်တော့ကျွန်တော်ကကနန်းရိုက်လိုက်တာတော့ကနန်းရိုက်လိုက်တာတော့ ဘာကိုရိုက်လိုက်လဲဆိုလို့ရှိဒီကတန်းတုံးလို့ခေါ်လို့သူသွားဖြစ်လို့ရှိဒီ6 9နှစ်ခေါ်လို့ကနန်းထေပြန်တော့သူကဒီ3 9 9တက်လို့ကနန်းထေလို့ရှိရင်ဒီ6 8ခေါ်ဆိုရယ်ကနန်းကိုတက်လို့သူတက်ထေပြန်တော့ အဲ့တော့ကျွန်တော်ဒီခွန်လေးဒီကနန်းပါထဲလို့ရှင်ဒီကနန်းသုံးလုံးထည့်မဲ့နေရာမှာကျွန်တော်အသုံးပြုလိုက်တယ်ကနန်းပေါ့နော်အဲ့ကနန်းဘာလို့အသုံးပြုလဲဆိုတော့ကျွန်တော်ဒီ96နှစ်မှာဆိုလို့ရှင်ဒီနောက်နှစ်ကနန်းဟာဆိုလို့ရှင်ပေါ့သူထည့်လိုက်တာဒီ64နှစ်ဆိုရင်ကနန်းကိုဒါသူထည့်တယ်ကနန်းရဲ့အသေးပဲတက်ရောက်တယ်ဒီနံပါတ်3ဆိုရင်ကနန်းတော့ ရောက်တုညာခွန်ဆိုရယ်ကနောက်သုံးအဓိပ္ပာယ်ပဲတည်ရောက်ဒီဒီနဘာခွန်ဆိုရယ်ကနတော့ခွန်ကိုတည်ဆိုရယ်ကနကိုသုံးလုံးခွန်ပါဆိုရယ်အဓိပ္ပာယ်ပဲတည်ရောက်ဒီအဲ့ဒီအဓိပ္ပာယ်တည်ရောက်တဲ့ကနရဲ့တင်ဂီတာတွေဟာကျွန်တော်တို့အနည်းနဲ့ကနကြည်ပြီးတဲ့အခါမှာကေဘေကနကသူကဦးစားပေးရိုက်တယ်လေဆိုလို့ ီကနန်းသုံးလုံးနဲ့လို့ထဲလိုက်တဲ့အချိန်မှာကျွန်တော်တို့ဒီ96နှစ်ဆိုရင်ကနန်းခွန်လို့တွားဖြစ်တယ်။နော်အဲ့ဒါခွန်လို့တွားဖြစ်တယ်ဆိုရင်ဒီနံပါတ်2ရဲ့ဒီနံပါတ်4ရဲ့နံပါတ်1ခွန်ပါပဲလို့သူကကနန်းစင်ချတယ်ဗျာနော်အဲ့ဒါကနန်းအဲ့လူကြီးစင်ချတယ် ကျွန်တော်ဒီနံပါတ်3ကတော့ဒါ6သုံးညာခွန်3လူထဲလို့လူရှင်ဒီ6ခွန်6ဆိုရဲ6ရှစ်ခွန်ဆိုရဲ1ဆိုရဲကနန်းဆိုလူရှင်ဒါ399ဆိုရဲကနန်းဟုတ်1ရဲ့အဓိပ္ပာယ်တရားတယ်အဲ့တော့ဒီနေရာမှာဆိုလူရှင်ဒီနံပါတ်ခွန်3လူခွန်ထဲလိုက်လို့ဒီကနန်း3လူ1ရဲ့အဓိပ္ပာယ်ကိုရောက်သွားတာနေခွန်4သုံးညာဆိုရဲကနန်းဟုတ်1ပါပဲလို့ဒီရဲ့အဓိပ္ပာယ်တရားတယ်နာ အလိုဒိဗေတယောက်ပြီးမာတာလေကနန်းရဲ့အဒီထားကိုကြီးမဲ့ဆိုရင်တော့ကနန်းအပူပဲဖြစ်တာပေါ့ဗျာဒီလိုကြီးနေတုံးလုံးနေပဲဖြစ်မှာပေါ့နော်ဒီလိုကြီးနေတုံးလုံးသုံးရဲ့ဒိဗေပဲဖြစ်မှာဒါတုံးလုံးလေးရဲ့ဒိဗေကိုခေါ်လို့မရတော့ဘူးဒါတုံးလုံးခေါ်ခေါ်ရဲ့ဒိဗေပဲခေါ်ရမယ်ဆိုရင်တော့နဘတ်တေကနန်းကရှေကနန်းနှလုံးတူပဲကနန်းဖြစ်နေတဲ့အတွက်မလို့ ဒါ110ဆိုရင်ကနိုင်အသေးပဲပဲတက်ရောက်တယ်။ဒါအကေကိုနေနေပေါ်လီဒါမရဘူးဗျဟိုကရှစ်သက်ထေလေမဖြစ်ဘူးဗျ။ तू ကဒီတုံများကကနန်းတူနေတယ်ဒီ6ကြည့်ကကနန်းတူဒီ6ကြည့်ကလည်းဒီဖက်လဲခော့မယ်ဒီဖက်လဲခော့မယ်ဆိုရဲဒီနှစ်သုံးခွန်ဆိုရဲကနာဒီနဘတ်နှစ်ကဒီလိုကြည့်နေဒီနှစ်ကြမှာပဲဒီသုံးကြည့်နေဒီလိုကြမှာပဲ ဒီနဘခွန်ကြည့်နေဒီလိုပဲထဲတင်တဲ့နံပါတ်မျိုးဖြစ်တဲ့ဆိုတော့ကနရှင်နှလုံးသူ့နေတဲ့အတွက်မို့110အနေနဲ့လေလက်ဆောင်ဖြစ်တော့ပေးလိုက်တယ်။နာအဲ့ဒါသူကြမယ်ကနသုံးလုံးခွန်ဒီလိုသုံးလုံးခွန်လို့ကနထဲတဲ့နံပါတ်ပေါ့နော်။ဟုတ်ပြီလား။အဒီဖက်ကြည့်နေခွန်ပဲပြင်ပါဖို့ဗျ။နာဒီလိုသုံးလုံးတဲဆိုလို့ရှိရင် ဒီဖက်ကြည့်လဲတစ်ပဲဖြစ်မှာဗောဒီဖက်ကြည့်လဲတစ်ဖြစ်မှာဗောဒီလိုသုံးလုံးတယ်ဆိုရင်သုံးခုန်တစ်ကလမ်းကြည့်လဲဖြစ်မှာဗောခုန်သုံးတစ်လမ်းကြည့်လဲသူရိုက်တာဒီနံပါတ်2ရဲ့နံပါတ်3ရဲ့နံပါတ်4ရဲ့ရိုက်ပြီးမှလာဒီကနားရဲ့အဓိပ္ပာယ်လေးကိုကျွန်တော်ထည့်ရိပ်ပြအချင်းဖြစ်တယ်နော်အဲ့ဒါ110အဲ့ဒါဒီတော့ lesson အနေနဲ့ပြရချင်းဖြစ်တယ်